င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသတည်င်းချန်လေးလေးကကြိုးဆိုလိုက်ပါတယ် ိုးတိမ်ထုတွေက နေ့လယ်တနာရီ40မိနစ်မှာမကွေးတိုင်းပဲခူးတိုင်းနဲ့ပဲခူးတိုင်းမြောက်ပိုင်းကလျက်ကနေပြည်တော်အထိ ရွှေလျားနေတာတွေ့ရပါတယ်။အဲ့ဒီဒေသတွေအတွင်းမိုးများနိုင်ပါမယ်။ပြီးမှရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေကိုဆက်လက်ရွှေလျားနိုင်မဲ့အခြေအနေတွေ့ရပါတယ်။မန္တလေးတိုင်းဘက်ကလည်းမကွေးတိုင်းကိုဖြစ်ကြုံဝင်ရောက်လာတဲ့တိမ်တိုက်တွေဆက်လက်ရွှေလျားနိုင်ပါမယ်။ မေလ9ရက်နေ့မှစ၍16ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်နှင့်မန္တလေးတိုင်းတို့အပါအဝင် တိုင်းနေပြည်နယ်အားလုံးတွင် နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာမည်2025မိုးဥရာသီမှာမြန်မာနိုင်ငံအပါအဝင်အရှိတောင်အာရှတစ်ခုလုံးဟာပုံမှန်ထက်ပိုပူတဲ့ရာသီဥတုနဲ့ရင်ဆိုင်ရပွဲရှိပါတယ်အထူးသဖြင့်အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာအပူချိန်ဟာပုံမှန်ထက်ပိုမြင့်နိုင်ပြီးကံယိုရန်ဒေသတွေမှာတော့ ဆိုထိုင်းစမြင်မှမှုကြောင့်မိုးတေးထန်စွာရွာရာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ဒီကာလမှာအနောက်တောင်မုတ်တုံလေးဝင်ရောက်လာတာနဲ့အမျှမိုးဥရာသီစတင်မှာပါ၂025မှာမုတ်တုံလေးဟာမေလလယ်လောက်မှာစတင်ဝင်ရောက်နိုင်ပြီးရန်ကုန်အေရဝတီတနင်္သာရီမွန်းနဲ့ ကရင်ပြည်နယ်လိုကံယိုရန်ဒေတာတွေမှာမိုးရေချိန်ဟာပုံမှန်ထက်နှစ်ဆလောက်ပိုရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့မိုးဦးအစောပိုင်းမှာမိုးရွာမှုဟာမတည်ငြိမ်ဖြစ်ပြီးရုတ်တရက်မိုးသေးထန်စွာရွာတာနဲ့ခြောက်သွေးတဲ့ရက်တွေလှဲပတ်ဖြစ်ပေါ်နိုင်ပါတယ်။အထူးသဖြင့်မြမပြည်အလဲပိုင်းဘာတွေဖြစ်လာနိုင်မလဲ။မြဝကျွန်းပေါ်ဒေတာတွေမှာရေကြ ဤရေရှမ်းမှုအနေရကမြန်မာနိုင်ငံမှာတည်းထပ်ပြီးကပလီပင်လယ်ပြင်မှာလေဖိအားနည်းရဝန်းတွေ ဖြစ်ပေါ်လာနိုင်ပြီးဒါတွေဟာမုန်တိုင်းငယ်တွေအဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ဒါကြောင့်ဒေသခံတွေအနေနဲ့သတိထားပြီးကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာပါ။မိုးလေယာဉ်ရောက်တဲ့အခါအပူချိန်ဟာအနည်းငယ်လျှော့ကျလာပေမဲ့မန္တလေးစကိုင်းနဲ့မကွေးလိုအလဲပိုင်းဒေသတွေမှာတော့ပုံမှန်ထက်အနည်းငယ်ပူမင်းနေဦးမှာပါ။ဒီကာလဟာမုတ်တုံလေးရဲ့အားများဆုံးအချိန်ဖြစ်ပြီး တောင်ပိုင်းနဲ့ကံယိုရန်ဒေတာတွေမှာမိုးအများဆုံးရွာမဲ့အချိန်မှာပခူးရန်ကုန်တနင်္သာရီကရင်နဲ့မွန်ပြည်နယ်တွေမှာမိုးရေချိန်ဟာပုံမှန်ထက်ပိုမြင့်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ကချင်ရှမ်းနဲ့ချင်းပြည်နယ်လိုမြောက်ပိုင်းဒေတာတွေမှာတော့မိုးရွာမှုဟာပုံမှန်အတိုင်းပဲဖြစ်စေဒါမှမဟုတ်အနည်းငယ်လျော့နေသွားနိုင်ပါတယ် အယရီတန်လွင်စစ်တောင်းနဲ့ချင်းတွင်းလိုမြကြီးတွေမှာပင်လယ်ဒီရေမြင့်တက်လာနိုင်ပြီးမြို့ဝကျုံပေါ်နဲ့ကံယိုရန်ဒေတာတွေမှာရေကြီးရေရှမ်းမှုအနေရကပုံမှုမြင့်မားလာနိုင်ပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်တွေမကြာခဏဖြစ်ပေါ်နိုင်ပြီးငိုသေးထန်စွာရွာတာနဲ့လေပြင်းတိုက်ခတ်မှုတို့ကိုဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်မွန်တနင်္လာရီအေယာဝရီရန်ကုန်နဲ့ရခိုင်ဒေသတွေမှာပိုတရီထားဖို့လိုပါလိမ့်မယ်။ အချက်အလက်များအရမြန်မာနိုင်ငံသည်ယာဒီဥရုပြောင်းလဲမှု၏တယောက်မှုကိုပုံမခံစားလာရပြီး2025ခုနှစ်တွင်ပုံမပြင်းထန်သော မိုးသေးထန်စွာရွာသွန်းမှုများရေကြီးရေလျှံမှုများနှင့်မုန်တိုင်းများဖြစ်ပေါ်နိုင်ကြောင်းတွေ့ရပါသည် ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့မြန်မာနိုင်ငံ၏ဒေတာအသီးသီးတွင်မိုးလေဝသတိပေးချက်များကိုအနီးကပ်စောင့်ကြည့်ရန်နှင့် ရေကြီးရေလျှံမှုတန်းခမ်းနိုင်သောအခြေခံအဆောက်အဦများတည်ဆောက်ရန်လိုအပ်သည့်ထို့ပြင်လေယာဉ်လုပ်ငန်းများအတွက်မိုးရေချိန်နှင့်ရာသီဥတုပြောင်းလဲမှုနှင့်လိုင်ရောညီထွေဖြစ်စေမည့်မျိုးစေ့များနှင့်စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုရန်အကြံပြုပါသည် မြန်မာနိုင်ငံ၏ယာတီဥဒုသည်ဒေတာအလိုက်ကွဲပြားမှုများရှိသည်ဥပမာအေယာဝတီတိုင်းရခိုင်နှင့်တနင်္သာရီဒေတာများသည် မုံတိုင်းတံကိုပိုမိုခံစားရနိုင်ပြီးမန္တလေးနှင့်စကိုင်းကဲ့သို့အလဲပိုင်းဒေတာများတွင်မိုးရွာသွန်းမှုနည်းပါးပြီးခြောက်သွေးမှုအန္တရာယ်ရှိနိုင်သည်မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်